ဗျာဟလာကျွန်တော်တို့အခုကိုကကိုပိုင်ကားလေးနဲ့သွားလိုက်တယ်ဟလာဒီနေ့ဒီနေ့အားကားလေးနဲ့သွားလို့ရပါလားဆိုတော့အဲ့ဒါဆင်းရဲတဲ့နိုင်ငံလူတွေတွေးတာဒါပေမဲ့ဆင်းရဲမြန်မာဆင်းရဲမြန်မာကျွန်တော်ဆိုရင်ကျွန်တော်တို့ချမ်းသာတဲ့နိုင်ငံဥရောပလူတွေပေါ့ကြာအဲ့လိုမတွေးဘူးသူတို့ကားအနည်းဆုံးဟလာကားနဲ့ဥမာဟိုယထာဘူတာနဲ့အိမ်နဲ့တိတ်မဝေးဘူးဆိုရင်စပိန်နဲ့လာတယ်ဘူတာကိုသူတို့ရှိမှကားရှိရင်တော့ဒါပေမဲ့တနေရာနဲ့တနေရာကိုယထာနဲ့ပဲသွားတယ် ယထာ public service နဲ့သွားတယ်အဲအစိုးရကလည်း public service ကိုကောင်းအောင်စီစဉ်ပေးတယ်ဘာကြောင့်ကောင်းအောင်စီစဉ်နိုင်တာလဲအဲပြည်သူလူထုကလည်းအဲအစိုးရရဲ့စီမံပေးစီမံပေးတဲ့ရင်ယထာတွေကိုပဲများများအသုံးပြုကြလို့နော်များများအသုံးပြုကြလို့အဲ့တော့ဒါကြောင့်ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်ဒီဟလာအဓိကအခုလက်ရှိဆိုရင်ဟလာဒီတည်ယူပို့ဆောင်ရေးကဏ္ဍမှာတော်တော်များများပြောင်းလဲပလိုက်တယ်အဲ့တော့ကျွန်တော်တို့ကယထာများများစီလူများများစီဒါပြည်သူလူအစိုးရဘက်ကလည်းဒီအတွက်ကိုလုံခြုံရေးတို့ ကြံနေပေါ့နော်ကြံနေဟို correction တွေမဖြစ်အောင်တာဝန်ယူပေးဒါဆိုရင်ဒီဟာတွေကပို့တိုးတက်လာမယ်အဲ့အဲ့လိုမှမဟုတ်ဘဲနဲ့ထားပါတော့ဟလားအာဒီယထားကြီးရယ်ကွာအာဒါအလိုပဲနေမစီးကားနေပဲသွားမယ်ဘာညာဒါတွေများလာရင်ခင်ဗျားတို့ဒီယထားစနစ်ကပိုပြီးပြုတ်ကြပါလိမ့်နောက်တစ်ခုကကျွန်တော်တို့ကဟလားဒါတော့အစိုးရအနေနဲ့စီမံဆောင်ရွက်စရာတွေပေါ့ဒါကျွန်တော်တို့ယူရိုမှာဆိုလို့ရှိရင်ဒီကြောင်းတွေကိုတနေရာထဲမတက်ခိုင်းဥမာပြင်ထားပါတော့ဟုတ်လားကျွန်တော်တို့စေးကြောင်းစေးကြောင်းဆိုလို့ရှိရင်ရန်ကုန်မှာဥမာပြောပြတော့နော်ရန်ကုန်မှာ ဖက်စီယာစကန်ရတက်လိုက်တယ်ပြီးလို့ရှိရင်အဲ့ဆေးကြောင်းကိုတက်ဒီယာနဲ့ဖိုဒီယာကိုဖန်အလုံးနေရာမျိုးမှာသွားဖွင့်ထားတယ်ဖန်အလုံးနေရာမျိုးမှာသွားဖွင့်ထားတယ်ပြီးလို့ရှိရင်ဟဲ့လားဟို WND ဆိုလို့ရှိရင်လည်း WND ကိုမှရန်ကုန်လိုနေရာမျိုးမှာတစ်နှစ်တက်တယ်တောင်ကြီးလိုနေရာမျိုးမှာနောက်တစ်နှစ်တက်ခိုင်းတယ်ပြီးမန္တလေးလိုနေရာမျိုးနောက်တစ်နှစ်တက်ခိုင်းတယ်အဓိကဘာလဲဆိုတော့တို့ကဒီမှာပဲသူက transportation တွေရောအစိုးရရှိကိုငွေပြန်ဝင်လာမယ်။ကျောင်းသူကျောင်းသားတွေလည်းဒေသန္တရဘူးတုဒ္ဒရရမယ်။ ကိုတိုင်းပြည်ကိုနေရာတကာသွားခိုင်းသွားခိုင်းတဲ့အတွက်ဒီလူငယ်တွေကငငယ်တွေကဒေသနာဘုဒ္ဓတာတွေကိုတိုင်းပြည်နဲ့ပတ်သက်တဲ့ဘ ഹു တုတ္တတွေအကုန်လုံးကိုသူတို့ရသွားတယ်။ဒါမျိုးပေါ့ဗျာအဲ့လိုစီမံဆောင်ရွက်မှုတွေရှိကျွန်တော်တို့မြန်မာနိုင်ငံသူတို့ရှိရင်ကျောင်းတွေအားလုံးကိုရန်ကုန်မြို့မှာပဲပြုံထားထားတယ်။အဲ့ဒါတော့ဘာဖြစ်လဲဆိုတော့နေမှာရှိတဲ့လူတွေအကုန်လုံးကရန်ကုန်လာရတယ်။နော်ရန်ကုန်လာရတယ်။အဲ့ဒါရန်ကုန်လာတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ဈေးစကကြီးမြင့်နာတို့ဘာတို့ပေါ့ရန်ကုန်ကလူကတော့နေုံမသွားကြဘူး။နော်ရန်ကုန်သားကနေရောက်ဖူးတယ်ဆိုတာတော်တော်ရှားတယ်။အခုနောက်မှသာ ဘုရမူကြီးတန်းရွှေလက်ထက်မှာလမ်းမဆက်တဲ့ရေးကြီးကောင်းအောင်လှုပ်ပြီးတော့မှသာရန်ကုန်သားတို့ဘာလို့လဲနေရီရောက်တာအခုမှတော်တော်လွယ်ကူသွားတာဆိုတော့ကျွန်တော်ပြောချင်တာအဓိကပါလဲဆိုတော့ဒါကအစိုးရဘက်ကစီမံဆောင်ရွက်မှာပေါ့ထောင်စီမံဆောင်ရွက်ရမယ့်ဟာတွေပေါ့နော်ဒီယထားတွေဘာတွေများများစီးစီခြင်းတနေရာထဲမှာမစုထားဘဲနဲ့အဓိကကျောင်းသားတွေကိုနေရာတကာနေရာတကာဆိုပြည်နယ်နဲ့တိုင်းတွေမှာလှည့်ပြီးတော့ကျောင်းတက်ခိုင်းတာပိုကောင်းနိုင်မယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်အဲ့တော့ဒီပထမတရင်တစ်ပုတ်ကတော့အခုလာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲကျင်းပဖို့ ဖြစ်နိုင်ရည်အများဆုံးဖြစ်နေတယ်ဒါကြောင့်မလို့လက်ရှိနိုင်ငံတော်အစိုးရအနေနဲ့ဒီလုံခြုံရေးအတွက်ဒီ online တွေကိုအာဏာပိုင်အဖွဲ့အစည်းတွေပေါ့နော်ပြည်နယ်တိုင်းဒေသမှာရှိတဲ့အာဏာပိုင်အဖွဲ့အစည်းတွေကိုသူတို့တွေဟိုဘယ်လိုခေါ်မလဲစနစ်ကြဆောင်ရွက်ဖို့တိုက်တွန်းနေပေါ့နော်ဒါဒါပထမသတင်းပေါ့ဒုတိယသတင်းကကြတော့ဗာလဲဆိုတော့ဗိုလ်ချုပ်ကြီးမင်း online ကအခုဟုတ်လားလာမယ့် AB လ3ရက်နဲ့4ရက်မှာကျင်းပမယ် Binstep အစည်းအဝေးပေါ့နော်ဘန်ကောက်မြို့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမယ် Binstep အစည်းအဝေးကိုတွားရောက်တွားပြီးတက်ရောက်ဖို့ရှိတယ်။သတင်းကတော့သူရေးထားတာကတော့ ဂျူမွေးမြောင်းလိုက်ဘန်ကောက်ဘင်းစတက်ညီလာခံတက်ရောက်မြဲတဲ့ထိုင်းနိုင်ငံမှာကျင်းပမဲ့ဘင်္ဂလားပင်လယ်အော်ဒေတာနိုင်ငံများနီးပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဘင်းစတက်ရဲ့6ချိန်မြောက်အစည်းအဝေးကိုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တက်ရောက်မှာဖြစ်တယ်လို့ထိုင်းပြည်ပြည်သတင်းစာဖော်ပြတယ်ဆိုဒါလည်းပြီးခဲ့တဲ့ရှေ့တစ်ပတ်ပြီးခဲ့တဲ့တစ်ပတ်တည်းကကျွန်တော်တို့ပြောပြပြီးသွားပါပြီနော်ဒီစည်းအဝေးကိုတက်ရောက်ဖို့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဘန်ကောက်မြို့ကိုအေပိလ3ရက်ကနေ4ရက်နေ့အထိတောင်းအောင်မှာဖြစ်တယ်လို့ဆိုတယ်ဒါ2022ခုနှစ်တက်မတော်က အာနာထေးမီကရဲကပထမဆုံးဗန်ကောက်ကိုလာရောက်တာလည်းဖြစ်တယ်လို့သတင်းမှာဖော်ပြတယ်။ထိုင်းဝန်ကြီးချုပ်ပတုံသန်ရှင်နာဝတ်ကဒီစိတ်သည်အစည်းအဝေးကိုသဘာဝရေးဖြစ်ပထမဆုံးကျင်းပတာဖြစ်ပြီးအိန္ဒိယသီးလင်ကဘင်္ဂလားဒေ့ရှ်ဘူတန်မြန်မာနီပေါနိုင်ငံတွေကခေါင်းဆောင်တွေတက်ရောက်မှာဖြစ်တယ်တဲ့။ဒီအစည်းအဝေးမှာအဖွဲ့ဝင်နိုင်ငံတွေကြားရေချောင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရေရှည်တည်တဲ့နဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဒေသရင်းချိတ်ဆက်ဆောင်ရွက်မှုတွေကိုအဓိကတာလောက်ဆောင်ဆောင်မှာဖြစ်တယ်လို့သတင်းမှာဖော်ပြထားတယ်လို့ရေးထားတယ်။အဲ့တော့ပြောရလို့ရှိရင်များမြန်မာနိုင်ငံမှာက ဟိုပြောရရင်အစိုးရကိုအယုံကြည်မဲ့အောင်လုပ်နေတဲ့အုပ်စုစုကတသက်ရှိပြီသားသူတို့ကအတိုက်ခံပါတီလည်းမဟုတ်နိုင်ငံရေးပါတီလည်းမဟုတ်ပြောလို့ရှိရင်ဒီဟိုအစိုးရနေကိုအစိုးရကိုပြည်သူလူထုတွေကဟာလာဘလို့ခေါ်မလဲအယုံကြည်မဲ့လေသူတို့ဘဝတွေตายာလေဆိုတဲ့အုပ်စုပေါ့တယ်ကျွန်တော်ပြောပြမယ်နော်အဲ့ဒါကအဲ့အုပ်စုကလည်းဘာဖြစ်လဲဆိုတော့ဘုံမင်းမြောင်းလိုင်းဘန်ကောက်သွားမှာဟာဘာလဲ ပါ ICC ကိုပဲဖန်ခိုင်းတော့မလို့ပါလို့ပါအဲ့တော့ဒါတွေကိုလည်းယုံတဲ့လူကလည်းယုံကြတာပဲတာဆန်တောသားတွေကလည်းယုံတာလည်းယုံကြတာအဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ဒီ ICC တို့ဘာလို့အခုဟလာဖိလစ်ပိုင်ကဒူတာဒေးကိုဟလာ ICC ကဖမ်းနေပါ냐ဆိုတော့ဒါကဒူတာဒေးတို့ကျွန်တော်သုံးသက်ပြထားတယ်ကြံခဲ့တဲ့တနှစ်လောက်တည်းကကျွန်တော်2024တွေကဒူတာဒေးဒီဖိလစ်ပိုင်နိုင်ငံကြီးပြောင်းလဲလာနိုင်တာလေကျွန်တော်သုံးသက်ပြထားခဲ့သုံးသက်ပြထားရှိဟလာဒီဆာရာဒူတာဒေးနဲ့ဗွန်ဗွန်မာကိုဂျူနီယာနဲ့က တယောက်နဲ့တယောက်အပြတ်အပြုတ်ဆော်တော့မယ့်ဟာသူတို့မြင်နေတယ်အဲ့တော့ဆာရာဒူတာဒေးဒုတိယသမ္မတဖိလစ်ပိုင်ဒုတိယသမ္မတဆာရာဒူတာဒေးပေါ့နော်ဆာရာဒူတာဒေးကဒူတာဒေးရဲ့သမီးသူ့ကိုအပြုတ်ချဖို့အတွက်ကိုမာကုအုပ်စုကဘယ်လိုကြိုးစားလဲဆိုတော့အဓိကအဖြစ်ဆာရာဒူတာဒေးရဲ့နောက်မှာရှိတဲ့ဆာရာဒူတာဒေးရဲ့အဖေဒူတာဒေးကိုဖြုတ်လိုက်မှဒီဆာရာဒူတာဒေးကိုနိုင်မယ်ဆိုတော့တိလို့ဒီလက်ရှိဟဲ့လားဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေးကို ICC ကိုသူ့ကိုယ်ပြုတ်လိုက်တာ ဒီဟိုနင်းကကိုယ်တိုင်ပို့လိုက်တာဒီဖိလစ်ပိုင်သမရဟလာဒီပြောပြောရလို့ရှိရင်ဘိုဘိုမာကိုဂျူနီယာကိုယ်တိုင်ထည့်ပေးလိုက်တာဒါပေမဲ့လက်ရှိအနေအထားမှာသူညင်းနေတာကျွန်တော်တွေ့ရတယ်ထားလိုက်အဲ့တော့လက်ရှိအနေအထားမှာမြန်မာနိုင်ငံမှာရှိတဲ့မြန်မာခေါင်းဆောင်ဟလာလက်ရှိနိုင်ငံတော်အကြီးအကဲပေါ့နိုင်ငံတော်အကြီးအကဲကထိုင်းနိုင်ငံအောင်သွားမယ်ထိုင်းနိုင်ငံသွားတော့ ICC မပြောနဲ့ကုလသမဂ္ဂအောင်အနာလာကလို့မရဘူးကျွန်တော်ပြောချင်တာနိုင်ငံတနိုင်ငံမှာအဖွဲ့အစည်းတွေရှိတယ်ဟလာဘယ်ပေါက်ကရဘယ်လမ်းဘေးကောင်ကတိုင်တိုင်း လုတ်ချင်တယ်လို့လို့မရဘူးကျွန်တော်ပြောချင်တာနောက်တစ်ခုကဘာလဲဆိုတော့ဒါကတော့ဟိုနေ့နေ့ကျန်တဲ့လူတွေဒါတိမမဟုတ်ဘူးထားပါတော့အဲ့ဒါဘာလဲဆိုတော့ခင်ဗျကဲကဲပါထားပါတော့မဖြစ်နိုင်တာကိုထားလိုက်ပါတော့ဖြစ်လာရင်တွေးလိုက်ပြီအဲ့ဒီဖြစ်လာလို့ထားပါတော့တခုခု ICC ရလာပြီးတော့ဟလာဒီတက်ချုပ်ကြီးကိုတခုခုနေဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဂျာပြတ်တိုက်ခိုက်လေးတိစွာအလကားထားတာမဟုတ်ဟိုဖိလစ်ပိုင်မှာဒူတာဒေးကို ICC ပို့လိုက်တယ်ဆိုတာဖိလစ်ပိုင်လေတဲ့အဆောင်ရှောင်းနယ်ကိုပို့လိုက်တာ ဖိလစ်ပိုင်လေတက်ကလက်မခံဘူးဆိုရင်အဲ့တက်သွားတဲ့လေရင်ကိုအဲ့ဂျာဒက်တိုက်ခိုက်လေရင်နဲ့တက်တားလို့ရတယ်မစင်းမစင်းပြစ်ချမှာဆိုရင်ဘာလုပ်လို့မရဘူးအဲ့ထိုင်းနိုင်ငံထွက်တဲ့လေရင်အားလုံးဟာမြန်မာဘက်ကမတဘန်ဆိုတာမုတ်တမပင်လယ်ဝေးဘက်ကနေပြီးတော့ဟုတ်လားဥရောပတို့ဘာတို့သွားတာနော်သွားတာကျွန်တော်ပြောချင်တာအဲ့တော့ဟိုတာသန်နေပြောတာကိုယုံတဲ့အုပ်စုကလည်းယုံတယ်ဒါပေမဲ့ယုံတဲ့အုပ်စုဆိုတာလည်းပြောရလို့ရှိရင်တော့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာကြောက်နေတဲ့အုပ်စုတိုင်းပြည်ဖွံ့ဖြိုးတိုးတက်သွားရင်ဟုတ်လားပြောလို့ရှိရင်ဟိုဟိုသူတို့ တိုင်းပြည်ကိုဘယ်လိုခေါ်မလဲဖျက်ဆီးခဲ့တာတွေမအောင်မြင်ဘူးဆိုပြီးပြည်သူလူထုကလက်ခံသွားမယ်ဟောကြောက်နေတဲ့အုပ်စုတော့ဒီအုပ်စုကတိုင်းပြည်မှာဘာပဲဖြစ်ဖြစ်အမြဲတမ်းအနှုတ်လက္ခဏာနဲ့မြင်နေတဲ့အုပ်စုတွေရှိတယ်။အဓိကအပြင်ဟလာဒီထိုင်းနိုင်ငံမှာရှိတဲ့ဒီပြောရလို့ရှိရင်ဟိုဟိုဘေကပောင်းခေါ်မှာပေါ့နော်ဒီလမ်းဘေးလမ်းဘေးစာမစီတို့လိုကောင်မျိုးတွေဒီလိုကောင်တွေကကျွန်တော်တို့မြန်မာနိုင်ငံမှာဘာပဲဖြစ်ဖြစ်ကြိုက်တာဖြစ်ဘယ်တော့မှအကောင်ပြောမှာမဟုတ်ဘူးနော်အကောင်ပြောမှာမဟုတ်အဲ့တော့ပြောရလို့ရှိရင်ဒီဟာက ဟိုလက်ရှိမှာဟလာဗိုလ်ချုပ်ကြီးကဧပြီလ3ရက်နဲ့4ရက်မှာဘန်ကောက်ကိုသွားမယ်။နော်ဘန်ကောက်ကိုသွားမယ်။အဓိကအဖြစ်တော့ကျွန်တော်ပြောချင်တာကျွန်တော်ခုနပထမသတင်းတစ်ပုဒ်မှာ3သက်ပြခဲ့တယ်လို့ပဲ။လက်ရှိနိုင်ငံတော်အစိုးရဟာစီးရီးစီးပွားရေးနိုင်ငံရေးနိုင်ငံတော်ဆက်ဆံရေးကိုရှေ့ကိုတလန်းချင်းတိုးလာနေတယ်။အဲ့တော့ခင်ဗျားတို့စိတ်တွေက2021မှာမကြံခင်နဲ့အစိုးရနဲ့ကပ်ပြီးလိုက်လာနိုင်မှသာ ခင်ဗျားတို့ရဲ့ဘဝတွေကိုဘယ်လိုတိဆောက်အောင်လဲဆိုတာသိမှာလို့ကျွန်တော်ပြောချင်တာเนาะကျွန်တော်ပြောချင်အဲ့တော့ခုနကကျွန်တော်ပြောတဲ့ငစီတို့ပြောတဲ့စကားတွေကိုလည်းခင်ဗျားတို့ဒါကဟိုရုံစရာအကြောင်းမရှိဘူးလို့ဘာကြောင့်လဲဆိုတော့ဒီအုပ်စုတွေကဟိုဒီလိုပြောဆိုပြီးတော့သူတို့ရဲ့ဘဝတွေကိုတိဆောက်နေကြတာဒါခင်ဗျားတို့သိတဲ့အတိုင်းပဲကျွန်တော်လည်းမြန်မာစကားရှာမတွေ့ဘူးတိတ်လေရိုင်းရိုင်းမပြောချင်ဘူးဗျလိုင်းပေါ်မှာရိုင်းရိုင်းမပြောချင်ဆိုတော့ဒါမျိုးဖြစ်တယ်အဲ့တော့မြို့ဝဆိုတဲ့အမှုလက်ရှိအနေထားမှာကျွန်တော်တို့ကဒီနိုင်ငံတော်နိုင်ငံသားတွေအနေနဲ့တည်ထားစီချင်တာက လက်ရှိနိုင်ငံတော်အစိုးရဟာစီးရီးစီးပွားရေးနိုင်ငံရေးဟာလားနောက်ပြီးဒီမိုကရေစီအဖက်တွေရေးပေါ့နော်ဖက်တွေရေးဒါတွေမှာရှေ့ကိုဒလန်းချင်းတိုးနေတယ်အဲ့တော့ခင်ဗျားတို့အနေနဲ့တခြားလူတွေရဲ့ပြောစကားကိုယုံပြီးတော့ကိုကတော့ဟာလားတကယ့်ကိုပါလဲဟိုပါလဲဟို PDF တွေပဲမြို့သိန်းတော့မလို့လို့လေသိန်းတော့မလို့လို့လုံနေတာစောင့်နေလို့ရှိရင်ခင်ဗျားတို့ဘဝတွေပဲပြတ်သွားလိမ့်မယ်လို့နော်ကျွန်တော်ဒီလိုပြောချင်တယ်ဒီလိုပြောချင်တယ်ဆိုတော့နောက်ဆုံးသတင်းတစ်ပုဒ်ကပါလဲဆိုတော့ကျွန်တော်တို့ဒီအလုပ်သမားတွေနဲ့ပတ်သက်တာ လူသမိုင်းနဲ့ပတ်သက်တာမှာဒီကဘလို့ရေးထားလဲဆိုတော့နိုင်ငံအလိုက်အလုတ်ခေါ်စာ တင်ခွင့်လူသားဥယျကန့်တက်တဲ့အလုတ်ခေါ်စာအသစ် demand letter DL တင်ရမယ့်လူသားဥယျကိုနိုင်ငံအလိုက်ကန့်သက်ခွင့်ပြုပေးလျက်ရှိတယ်လို့လူသမိုင်းဝန်ကြီးဌာနကတီးပေးကြေညာထားတယ်တဲ့လူသမိုင်းဝန်ကြီးဌာနအနေနဲ့မလ22ရက်နေ့မှာစတင်ကနိုင်ငံအလိုက် demand letter ခွင့်ပြုအရေးအတွက်ကိုစတင်ကြေညာလိုက်ခြင်းဖြစ်တယ်မလ22ရက်နေ့မှာပဲထိုင်းနိုင်ငံအတွက် DL တင်ပြမယ့် agency တွေကိုအလုတ်သမားအယောက် 50အတွက်သာအလုပ်ခေါ်တာတင်သွင်းပေးတော့မှဖြစ်တယ်လို့ကြေညာခဲ့တယ်။ကြေညာခဲ့တယ်လို့မလ23ရက်နေ့မှာလဲဂျပန်နိုင်ငံအတွက် DL ကို15ရောက်အတွက်သာခွင့်ပြုမယ်လို့အသိပေးပါတယ်အသိပေးထားတယ်တဲ့။ဒါကြောင့် agency တွေအနေနဲ့အလုပ်ခေါ်စာတစ်စောင်ကိုသတ်မှတ်လူဦးရေထက်မပိုစေဘဲတစ်လောက်ကိုတစ်ချိန်သာတင်ပြရမှာဖြစ်တဲ့အပြင်စာချုပ်ချုပ်စုစာချုပ်ချုပ်လို့တဲ့ရက်မတိုင်မီတပတ်ကြိုတင်တင်ပြရမှာဖြစ်လို့သိရတယ်တဲ့။အဲ့တော့ပြောရရင်တော့စင်ကာပူနိုင်ငံကို တလောက်အယောက်90ပေါ့နော်အထထိုင်းနိုင်ငံကိုတလောက်အယောက်90ပဲသွားခွင့်ပြုမယ်ဂျပန်နိုင်ငံကိုတော့တလောက်15ယောက်ထောက်ခွင့်ပြုမယ်ကုမ္ပဏီတခုအဲ့တပ်ပို့လွတ်လို့မရဘူးလို့ပြောချင်တာပေါ့နော်အဲ့လိုဘာလို့လဲဆိုတော့ဒီမှာရေးသားတာကအေဂျင်စီတွေအနေနဲ့အလုပ်ကော်စာတစောင်းလင်းတတ်မှတ်လူဦးရေထက်မပိုစေပဲတလောက်ကိုတစ်ကြိမ်သာတင်ပြရမှာဖြစ်တယ်ဆိုတော့အဲ့လိုတင်ပြတဲ့အခါမှာလဲစာချုပ်ချုပ်ဆိုလိုတဲ့ရက်မတိုင်မီတပတ်ကြိုတင်တင်ပြရမှာဖြစ်တယ်ဆိုပြီးတော့သိရတယ်တချို့ ကျွန်တော်ထင်တာတချို့ကုမ္ပဏီတွေကဟိုစာချုပ်ချုပ်ဟိုထွက်ခံနီးမှတင်ပြရဲဆိုရဲအပိုင်းနေရှိလာလို့ထင်တယ်เนาะကျွန်တော်ထင်တာเนาะဒါကအဆင်မပြေဘူးတဲ့ဒီရဲ့အယောက်900လောက်ရှိတဲ့ agency တွေအတွက်ဆိုတော့တဲ့အတော့ကိုဘေးကျန်နေညာဖြစ်လာပြီတဲ့တစ်ဖက်ကအလုံးရှင်နဲ့ပြဿနာတက်ရမယ့်ဂိမ်းပါတဲ့သူတို့ဒီလိုနည်းနည်းချင်းစီခွင့်ပြုပေးနေပုံနဲ့အချိန်မီအလို့သမားမပို့နိုင်ရင်တဲ့ဒမန့်ငါတဲ့ကန်ဆယ်ဖြစ်သွားမယ်လို့ agency လုပ်ငန်းရှင်တယောက်ကဒေသနာတခုပြောတယ်တဲ့ ဒေါသမညညာရေးဦးစီးဌာနစီဇန်နဝါရီလ30ရက်နောက်ပိုင်းတင်ပြခဲ့တဲ့ဒမန်းလက်တာတွေနဲ့ပတ်သက်လို့အေဂျင်စီတခုချင်းစီအလိုက်တင်ပြရမယ့်ကန့်သက်ဥယျစရင်းကိုအကြောင်းကြားသွားဖို့ရှိတယ်လို့မြန်မာပြည်ပအလုပ်ကံဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း MOEAA ကပြည်ပအလုပ်ကံအေဂျင်စီတွေကိုမလ18ရက်နေ့ကအတည်ပြုထားတာဖြစ်တယ်တဲ့အဲ့ဒီအတည်ပြုချက်အရာအေဂျင်စီအနေနဲ့အစိုးရကခွင့်ပြုတဲ့ကန့်သက်ဥယျအရာပဲဒမန်းလက်တာ တင်တာနဲ့ဆင်လို့ရမယ်လို့အချိန်ကြီးရှိလာတာဖြစ်တယ်တဲ့ ဒီလိုအကန့်အသတ်တွေနဲ့ဆိုတဲ့အသက်တွေလည်းပိုကြီးသွားတော့တာပဲတဲ့ကာလရှင်နေထိုင်ခွင့်လက်မှတ် COE တက်တန်းလဲကုန်တော့မယ်တဲ့အလုံသမားတွေမှာနင့်နာပြီးရင်နင့်နာတာပဲတဲ့အဲ့ဒီလိုနင့်နာတဲ့အလုံသမားတွေကိုစားတရားစွဲပေးနိုင်တဲ့ဂျားကန်အဖွဲ့အစည်းတခုရှိရင်ကောင်းမယ်လို့ပြည်ပနိုင်ငံမှာတော်ရောက်အလုပ်လုပ်ကြရင်မို့ပြင်ဆင်နေသူကပြောတယ်တဲ့